ကဘာကျော်စံဆောင်ကုမ္ပဏီကြီးဟာတစ်ချိန်လုံးကတာမန်ကုန်ကုန်ဆိုင်လေးဖြစ်ခဲ့ဘူးတဲ့ပရိသတ်တို့ရေဒီနေ့ဒီချိန်မှာကဘာပေါ်ကအကြီးမားဆုံးနည်းပညာအီလက်ထရောနစ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့စံဆောင်ဟာအရင်တုန်းကတာမန်ကုန်ကုန်ဆိုင်လေးဖြစ်ပါတယ်အဲ့ဒီလိုပြောရင်တချို့လူတွေကယုံနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့လည်းဒါကတကယ်အမှန်တရားပါပဲစံဆောင်ကို1938ခုနှစ်မှာဒီပြောင်ချူးဆိုတဲ့ပုဂ္ဂိုလ်ကတည်ထောင်ခဲ့တာပါ သူကတောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာကုန်ကုန်ဆိုင်လေးအရင်တည်ပြီးတော့သူ့ရဲ့ဘဝကိုစခဲ့တာပဲဖြစ်ပါတယ် အဲ့ဒီကုံစုံဆိုင်လေးမှာဒေတာ drop ဟင်းသီးဟင်းရွက်တွေငှက်ချောက်တွေခေါဆွဲတွေကိုရောင်းချခဲ့ပါတယ်။အရင်ကြီးဈေးသိမ့်မကြည့်တဲ့ကုံချောက်လေးတွေကိုစပြီးတော့ရောင်းချခဲ့တာပါ။အဲ့ဒီလိုနဲ့နောက်ပိုင်းမှာတော့ Samsung ကစီးပွားရေးလုပ်ငန်းတွေအမျိုးမျိုးကိုတိုးချဲ့လာနိုင်ခဲ့ပါတယ်။ထဲလိတ်လုပ်ငန်း၊အာမခံလုပ်ငန်း၊စားတောက်ကုန်ထုတ်လုပ်ရေးနဲ့လက်လီလက်ကားလုပ်ငန်းစတဲ့စီးပွားရေးတွေကိုချဲ့ထွင်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်1960နောက်ပိုင်းလောက်မှာ Electronic လုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါတယ်။ Samsung ရဲ့ပထမဆုံး Electronic ထုတ်ကုန်ကတော့အဖြူအမဲ TV တွေပါ။ အခုဆိုရင် Samsung ဟာ mobile phone တွေ TV တွေအိမ်သုံးလျက်စပစ္စည်းတွေရောင်းချတဲ့ကမ္ဘာကျော်ကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပါပြီ။ကုန်စုံဆိုင်တဲ့ဒီဇိုင်းကနေလုပ်ငန်းဝယ်ပေါင်းများစွာကိုပိုင်ဆိုင်တဲ့ကမ္ဘာအအောင်မြင်ဆုံးကုမ္ပဏီတစ်ခုဖြစ်မဆုံးမနစ်စ조사လာခဲ့တဲ့ Samsung ရဲ့조사မှုတွေကတော့တကယ်ကိုအားကြအတူယူစရာပါပဲပြည်သူတို့ရေ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။တောင်းဝင်မင်းသားပေးတဲ့ဒေါ်လာ9သိန်းကိုလှူပြစ်ခဲ့မှုတဲ့ Twilight မင်းသမီးလေး Kristen Stewart ရိတ်သက်တို့ရဲ့ဟောလိဝုဒ်မင်းသမီးလေခရစ်စတင်စတီဝင်လို့ပြောလိုက်ရင်ကမ္ဘာကျော်သွေးဆော့ဖို့ကတွိုင်းနိုင်စကားတွေကအဓိကဇက်ဆောင်မင်းသမီးကိုပြင်းပြင်းမိကြမှာပါ။သူမရဲ့ရုပ်ရည်ဟာအရင်လှပပြီးတော့စွဲဆောင်မှုရှိပေမဲ့လည်းနောက်ပိုင်းမှာခရစ်စတင်ဟာယောက်ျားလေးကိုပုံစံအသွင်မြင်မျိုးနဲ့နေထိုင်ရတာကိုပိုသဘောကျခဲ့ပါတယ်။အဲဒီနောက်သူမရဲ့ဝတ်စားစင်ရည်မှု နေထိုင်ပြောဆိုမှုတွေကယောက်ျားတစ်ယောက်လို ဖြစ်လာခဲ့ပါတယ်။ဒီလိုပြောင်းလဲမှုမျိုးဖြစ်လာခဲ့တာတော့မှခရစ်စတင်ရဲ့အမှားငယ်ပြိတ္တတအုပ်အနေနဲ့အပြင်မှာလက်တွေ့ကြကြတွေ့ဆုံမြင်တဲ့တောင်းဝင်မင်းသားတစ်ပါးရှိခဲ့မှုပါတယ်။ သူတို့နှစ်ဦးတွေ့ရမယ့်အချိန်ကလည်း15မိနစ်ထဲပါဒီ15မိနစ်စာအတွက်တော်ဝင်မင်းသားဘက်ကပေးလိုက်ရတာကတော့ဒေါ်လာ5သိန်းဖြစ်ပါတယ်ခရစ်စတင်ကိုခဏလေးတွေ့ရဖို့အတွက်အဲ့ဒီလောက်ငွေတွေအများကြီးကိုသုံးပြခဲ့တဲ့တော်ဝင်မင်းသားကတော့ sorry arabia ကမင်းသားတပါပဲဖြစ်ပါတယ်အဲ့ဒီအချိန်တို့လေ15မိနစ်အတွင်းမှာတော်ဝင်မင်းသားနဲ့ခရစ်စတင်ဟာအတူထိုင်ပြီးတော့ရောက်တဲ့ရာရာစကားစမြည်ပြောယုံလာဖြစ်ခဲ့ကြပါဗျ။ခရစ်စတင်ဟာအဲ့ဒီငွေကိုသူမသုံးချင်တာရင်းမသုံးခဲ့ပဲအများအတွက်အကျိုးရှိမဲ့လုံရက်တစ်ခုကိုလုပ်ပြခဲ့ပါဗျ။ အဲ့ဒါကတော့အမေရိကန်နိုင်ငံအတွင်းကဟာရီကိန်းမုန်တိုင်းဆန်ဒီတန်ကိုအပြင်းထန်ခံခဲ့ရတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့နေရာမှာအသုံးပြုဖို့အဲ့ဒီဒေါ်လာ9သိန်းလုံးကိုလှူပစ်ခဲ့တာပါတကယ်ကိုတော်ဝင်မင်းသားရောပြည်သက်တွေရောအားပေးရကြုံနဲ့စီတဲ့စိတ်နှလုံးလှပါတယ် Twilight မင်းသမီးလေး Kristen Stewart ပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ထီတလက်နဲ့လက်ရမြောက်တဲ့ငါအနာမွေးကြံတစ်ခုကိုတီးဆောင်ခြင်းဒီအမျိုးသားကထီတလက်ကိုအသုံးပြုပြီးတော့ရင်သက်ရှူမောခွေရငါးအောင်မွေးကြံတစ်ခုကိုတိစောက်ခဲ့ပါတယ်။ ငါအလှလုပ်ဖို့အတွက်အရင်ဆုံးထီးကိုဖွင့်ပြီးတော့အခုလိုအရင်ဆုံးထားလိုက်တာဖြစ်ပါတယ်။ဒီနောက်မှာအထဲကိုအလဲလောက်ရောက်တဲ့ဒီကွန်ကရစ်တွေကိုလောင်းချလိုက်ပါတယ်။ပြီးတော့ထီးရဲ့ဟန်ချက်ကိုထိန်းဖို့အတွက်ကွန်ကရစ်ရဲ့အပေါ်ဘက်ခက်ကြကြနေရာနှစ်ခုမှာတန်ခွင်းတွေလုပ်ပြီးတော့တေချာကတ်လိုက်ပါတယ်။ဒီအဆင့်ကိုပြီးတဲ့အခါမှာတန်စကားကွက်တွေကိုအနေတော်လောက်မြက်ပြီးထီးရဲ့ဟန်ချက်ကိုထိန်းထားတဲ့တန်ကျိုးတွေနေရာကြောင်းမှာထည့်လိုက်ရတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အပေါ်ကနေကွန်ကရစ်တွေကိုမြန်မြန်ဆန်းဆန်းထပ်ထည့်ပြီးတော့ရေတွေမယိုစိမ့်တဲ့အထိဖုံးအုပ်လိုက်ပါတယ်။ ဒီအဆင်းထိပြီးသွားပြီဆိုရင်လက်ကန်ရင်းနေရာမှာပိုက်နဲ့အစားသွင်းရပါတယ်။ပြီးတော့အိုးတလုံးကိုအလဲကောင်တက်တယ်မှာချလိုက်ပါတယ်။ဒါပြီးရဲ့အချိန်မှာကုန်းကလေးနဲ့လှုပ်ထားတဲ့နောက်ထပ်ထိတလက်ကိုအပေါ်ဆုံးကနေထက်ချလိုက်ရတာဖြစ်ပါတယ်။အကြီးဆုံးကနေအလက်စာအသေးစားဆိုပြီး30လောက်လှုပ်ပြီးတဲ့နောက်မှာကန်အသေးစားလေးတစ်ခုဖြစ်သွားပါပြီ။ကန်ဖြစ်သွားပြီဆိုရင်ရေတွေထဲငါးတွေထည့်ပြီးတော့အရွယ်စိမ့်စိမ့်လေးတွေထည့်လိုက်ရင်လှပတဲ့လှက်လုံကအလောင်းမွေးကန်လေးတစ်ခုဖြစ်သွားပြီပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိရှိပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။